အောင်မြင်မှုအလေးရောက်နေတာမှသာ UAB UAB with you on your journey of life ဒီဧပြီလကနေမေလကုန်ထိမိုးကြိုကာလဖြစ်တာကြောင့်မိုးကြိုကာလမှာတတိထားမဲ့အချက်၃ချက်ရှိနေလို့မိုးလေဝသနဲ့ဇလဗေဒပညာရှင်ဆရာဦးထွန်းလင်းကတတိပေးပြောကြားထားပါဗျာ။ မိုးကြိုကာလမှာမိုးတိမ်တောင်ဖြစ်ပေးနေတဲ့အတွက်မိုးတိမ်တောင်မှာဖြစ်ပေါ်တတ်တဲ့လျှက်စည်းလက်ချင်းမိုးကြိုပြစ်ချင်းပါဝင်လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်စေတဲ့အပြင်မိုးသည်ထန်စွာရွာသွန်းမှာကရေကြီးရေရှမ်းတာတွေပါဖြစ်ပေါ်စေနိုင်တယ်လို့ဆရာဦးထွန်းလင်းကပြောပါတယ်။မိုးကြိုကာလမှာတတိထားမယ်အရာ၃ခုရှိတယ်ပေါ့။ပထမတစ်ခုကအခုပြောတဲ့မိုးတိမ်တောင်အနေနဲ့ပေါ့။ဒီမိုးတိမ်တောင်ကရာသီဥတု၁၀မျိုးဖြစ်တယ်။အလားတူမိုးချိန်နဲ့ဆက်စည်းလက်တယ်။နောက်မိုးတိချန်နဲ့အပြီးတော့လေပြင်းတိုက်တယ်။ ။နောက်မိုးသီးကြွေတယ်။နောက်ပြီးတော့မိုးကြုံဖြစ်တယ်။အဲ့ဒါလေဆင်နှာမောင်းဖြစ်တယ်။ရေဆင်နှာမောင်းဖြစ်တယ်။နောက်ဆိုက်ဆင်းလေပြင်းစာဖြစ်တယ်။နောက်ပြီးတော့ပင်လယ်မီဆုံးတောက်တယ်။ဆယ်မျိုးဖြစ်တဲ့အခါမှာဒီမေလကုံအထိမိုးလင်းအောင်ဖြစ်တိုင်းအဲ့ဒီမိုးကြုံဖြစ်တဲ့အနေနဲ့မြန်မာပြည်မှာဆိုးတယ်။အဲကြောင့်လဲဆိုတော့နှစ်တိုင်းမိုးကြုံပြီးတော့တည်တဲ့သူတွေကဒီတိုးနေတယ်ပေါ့နော်။တန်တဲ့တင်းကိုတရားထက်မှရှိတဲ့သူတွေလေအလုံးကလောက်တဲ့တော်သူတော်ကဒီကောက်ဆက်တမ လက်သမားတွေကအများဆုံးပြီးပို့ပြီးတော့အနေနဲ့တွေ့တယ်အဲ့ဒါသတိထားဖို့လိုတယ်ဒါအပြင်အခုမိုးချိုကာလမှာမုတ်တုံဝင်တာနောက်ကြတာကြောင့်မုတ်တုံဝင်တာနောက်ကြပါကမှုန်တိုင်းဖြစ်လာနိုင်တဲ့အတွက်ပို့သတိထားမှာဖြစ်တယ်လို့လည်းဆရာကပြောပါတယ်မုတ်တုံဝင်တာအဲတိတ်နောက်ကြနေတယ်မိုးကြတာတိတ်နောက်ကြနေတယ်ဆိုရင်အဲ့ဒါမှုန်တိုင်းအနေနဲ့ပို့ပြီးတော့ဖြစ်တတ်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီနောက်ကြနေတဲ့မုတ်တုံကိုမုန်တိုင်းက အပေါ်ကိုဆွဲယူတတ်တဲ့တဘာဝရှိတော့တနည်းပြောရင်တော့မုံတုံနောက်ကြခြင်းဟာမုံတန်းပြဖို့အလားလာပုံများတယ်ဆိုရင်ဒါလေးကိုသိစေချင်ပါတယ်မြန်မာနိုင်ငံမှာတက်တော့ပြုံးနှိမှုတွေကြောင့်မိုးရွာတဲ့အခါနှစ်စဉ်ရေကြီးမှုတွေဖြစ်ပေါ်နေရကြောင်းလဲဒီအချက်ကအလွန်သတိထားရမှာဖြစ်တယ်လို့လဲဆရာဦးထွန်းလင်းကပြောကြားထားတာပဲဖြစ်ပါရဲ့ရှင်။